သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိစမှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ main online ကရန်တိုင်းမင်းစစ်စင်ရင်းနဲ့လေးချောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တင်ရန်ညွှန်ကြားထားနှစ်ရက်အတွင်းပြည်သူ45ဦးလေးချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ချမ်းဖတ်စစ်ကောင်စီကနိုင်ငံတဝင်းမှာလေကြောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တင်ရညွှန်ကြားထားပြီးယခုလာမယ့်မိုးရင်ကာလမတိုင်မီလေကြောင်းတိုက်ခိုက်မှုများပိုမိုများပြားလာမှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါရယ်စစ်ကောင်ဆောင်မင်းအွန်လိုင်းကမိုးရင်ကာလမတိုင်မီရနိုင်သမျှနေမီများနဲ့မြို့နယ်များကိုပြန်လည်သိမ့်ပိုက်နိုင်ရန်ညွှန်ကြားထားကြောင်းအဲ့ဒီလိုသိမ့်ပိုက်ရန်စူးစမ်းရမှာဖြစ်နိုင်သမျှနီလန်ဘောင်းဆောင်အသုံးပြုရန်ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရှိရပါရယ် ဒီမိုးရင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကလည်းနေမြေသိမ့်ပိုက်မှုတွေဆက်လက်ဆင်နွှဲဖို့ညွှန်ကြားထားပါတယ်အခုညွှန်ကြားချက်တွေကမနစ်ကလေးကစတင်နေတဲ့ရန်တိုင်းမင်းစစ်စင်ရဲ့အကောင့်ထယ်ဖော်မှုဖြစ်တယ်လို့သိရပါတယ်မီလာနဲ့ဇွန်လမှာလေကြောင်းတက်ခတ်မှုတွေပုံမှန်များပြားလာနိုင်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကအတည်ပြုထားပါတယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းက2024ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာစတင်ပြီးရန်တိုင်းမင်းစစ်စင်ရေးကိုအကောင့်ထယ်ဖော်ခဲ့ပြီး အဲ့ဒီစစ်စင်ရေးမှာဆုံရှုံနေမိမြောက်ကိုအတိကပြန်လဲတိုက်ခိုက်သိမ့်ပိုက်ရင်းနဲ့အကြံဖက်အဖွဲလိုစစ်ကောင်စီကကြေညာထားတဲ့လက်နက်ကင်အဖွဲများကိုမြေပြင်ပေါ်မှာပျောက်ကွယ်သွားသည့်အထိချိန်မုံနှိမ်နှင်းရန်ဖြစ်ကြောင်းအဆိုပါစစ်စင်ရေးများဟာရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာမဲ့နိုင်ငံရေးအပြောင်းအလဲနဲ့သက်ဆိုင်မှာမဟုတ်ဘဲစစ်တပ်ရဲ့ဥတီချက်နဲ့စစ်စင်ရေးများဖြစ်တဲ့အတွက်ဆုံရှုံနေမိများပြန်လဲသိမ့်ပိုက်ရရှိမှသာလျှင်စစ်စင်ရေးအောင်မြင်ပြီးဆုံးမှာဖြစ်ကြောင်းသိရှိရပါတယ်။ လက်တလောစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်နေတဲ့အတွက်ကြောင့်ဧပြီလ18ရက်နေ့နဲ့ဧပြီလ19ရက်နေ့တွေမှာလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ45ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဧပြီလ18ရက်နေ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကျရွာနဲ့ရေထွက်ကြေးရွာကိုစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ73ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ဧပြီလ19ရက်နေ့ကလည်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်မှုဖြစ်စဉ်အတွင်းတိုက်ဆုံသူ24ဦးထိရှိခဲ့ကြောင်းသိရှိရပါတယ်။ဧပြီလ19ရက်နေ့စကိုင်းတိုင်းမြင်းမှုမြို့နယ်ကန်တော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလင်းငယ်များအပါအဝင်ပြည်သူ9ဦးခန့်တိုက်ဆုံသွားကြောင်းသိရှိရပါတယ်။ ဧပြီလ19ရက်နေ့နနက်7:00နာရီကျော်အချိန် KNU တပ်မဟာ1နေမြေမွန်ပြည်နယ်ဘင်းလင်းမြို့နယ်မင်းစောရွာဘုံကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူ2ဦးသေဆုံးခဲ့ပြီးကိုရင်2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဧပြီလ19ရက်နေ့ထဲမှာပဲရခိုင်ပြည်ကြောက်တော်မြို့ရဲ့နေရအနှံ့ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူများထွက်ပြေးချိန်မရလိုက်ပဲရဲသားတအုပ်ထက်မနဲ့သေဆုံးပြီး20ကျော်ဒဏ်ရာရရှိသွားခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်ကောင်စီရဲ့ဗျူဟာမှုအပါအဝင်စစ်သားအများပြားတေဆုံသွားပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းတဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့ထိထပြူဟာစကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာပြူဟာမှုအပါအဝင်စစ်သားအများပြတိတ်ဆုံပြီးလက်နက်ခဲယမ်းများနဲ့အများပြတိမ့်ဆဲရရှိခဲ့ကြောင်း Force of Federal FFD တပ်ဖွဲ့မှတူတာဝန်ခံကိုအောင်အောင်ကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောကြားလိုက်ပါတယ် ယမန်နေ့ဧပြီလ19ရက်နေ့ညနေ9နာရီခွဲခန့်အချိန်မှာတဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိထဗျူဟာစခန်းကို KNU KNLA တပ်မဟာလေးဦးဆောင်မှုနဲ့ FFD တပ်ဖွဲ့ PDF ရဲဘော်များနဲ့တပ်မဟာ drone တင်နန်းသားများပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြံဖတ်စစ်ကောင်စီတပ်ကဗျူဟာမှုနဲ့အတူအများအပြားတိုက်ဆုံမှုရှိပြီးလက်နက်ခဲယမ်းများလည်းအများအပြားတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ် ်ပြူဟာမှုအသေးဖမ်းမိတယ်။ရန်သူဘက်ကအကြဆုံးစုစုပေါင်းအင်အားနဲ့လက်နက်သိမ်းဆည်းရရှိမှုကတော့စစ်စင်နေဆဲဖြစ်တဲ့အတွက်တရင်ထုတ်ပြန်ချက်မရသေးပါဘူး။တီထပြူဟာကို KNU KNL တက်မဟာ၄ရဲ့စစ်ရေးဥဆောင်မှုနဲ့အတူကျွန်တော်တို့ Force of Federal FFD တက်ဖွဲ့နောက်ပြီးတော့ PDF ကျွန်တော်တို့ FFD တက်ဖွဲ့ကနေဥဆောင်ပြီးတင် जा ပေးနေတဲ့ drone တင်တန်းသားတွေစုပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့တပတ်လောက်တိုက်ခိုက်ခဲ့ရတယ်ပြူဟာမှုကိုအသိမိတာဖြစ်ပါတယ် စစ်ကောင်စီကနေလက်နက်ခဲယမ်းတွေများစွာရရှိခဲ့ပေမဲ့ကျွန်တော်တို့သတင်းထုတ်ပြန်လို့မရသေးဘူး။ viewer scan ဖြစ်တဲ့အတွက်အင်အားအသင့်တင့်ရှိပါတယ်။ဒီနေ့မှတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ Force for Federal FFT တပ်ဖွဲ့မှဒူတာဝန်ခံကိုအောင်အောင်ကရန်ကုန်ခေတ်သတင်းဌာနကိုပြောကြားပါတယ်။ အဆိုပါ viewer scan ကို April 12ရက်နေ့ကတည်းကပိတ်ဆို့ထားကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး viewer scan အတွင်းမှာအင်အားရာခနန်းရှိကတောင်ကုန်းနေရာတလျှောက်စကန်၃ခုခွဲပြီးတက်ဆွဲထားခြင်းဖြစ်ကြောင်းပြီးခဲ့တဲ့နှစ်ရက်ခန့်ကလည်းကြေးရွာအနီးမှာရှိတဲ့ပထမ scan ကုန်းကိုရရှိသိမ်းပိုက်ခဲ့ကြောင်းအဲဒီနောက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာယနေ့ April 16ရက်နေ့ညနေ9နာရီခန့်မှာစကန်အားလုံးကိုအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဲဒီ scan တိုက်ပွဲအတွင်းအကြံဖတ်စစ်ကောင်စီတပ်က Jet Fighter Y12 KAW MI7 နဲ့ရဟရင်တို့နဲ့ပြစ်ကူပေတိုက်ခိုက်မှုရှိခဲ့ပြီးတိခိဒေတာနေပြည်သူများမှနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲကကျွန်တော်တို့ drone တပ်သားတွေကိုတင်းတန်းပြပြချင်းမြေပြင်လက်တွေ့ဝင်ရောက်တိုက်ခိုက်ပြီးတော့တိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ FFD တပ်ဖွဲ့အနေနဲ့ တနင်္သာရီတိုင်းမှာရောက်နောက်ထပ်အခြားဒေသတွေမှာပါရဲဘော်အစ်စ်တွေစူးစောင်းနေတယ်ဒရုန်းနဲ့ဖြစ်စေနီးပညာနဲ့ဖြစ်စေမိမိတက်ကြွနဲ့ပညာနဲ့ဖြစ်စေမြေပြင်ခြေမုံးရင်းနဲ့ဖြစ်စေကျွန်တော်တို့တပ်ဖွဲ့နဲ့အတူစစ်အာဏာရှင်ကိုတော်လှန်ခြင်းနဲ့ Federal Democracy ပြည်တော်စုကိုအတူတကွထူထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ page မှာလာရောက်ဆက်သွယ်ပြီးတော့ရဲဘော်အစ်စ်ရှောက်ထားလို့ရပါတယ်ဆိုပြီးပြောခြင်းပါတယ်လို့ Force for Federal FFT တပ်ဖွဲ့မှဒုတာဝန်ခံကိုအောင်အောင်ကပြောကြားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနယ်စပ်အနီးကမော်ဖာသူစခန်းကိုတရက်ကြာတိုက်ပြီး KNU တင်းယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဒေါနာတောင်တန်းအရှိချမ်းထိုင်းနယ်စပ်နာကစစ်ကောင်စီတပ်ရဲ့လေးဝမော်ဖာသူတပ်စခန်းကို KNU တပ်မဟာခုနှစ်နဲ့ပူးပေါင်းတပ်ကယမန်နေ့ဧပြီလ19ရက်နေ့ညနေပိုင်းမှာတင်းယူလိုက်နိုင်ပြီလို့ကရင်စစ်ရေးသတင်းအင်းမြစ်စီကသိရပါတယ်။ မြဝရီမြို့နယ်မြောက်ပိုင်းမှာရှိတဲ့မော်ဖာတူစကန်ကိုတမန်နေ့ဧပြီလ18ရက်နေ့ညနေပိုင်းကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတရက်အကြာမှာပဲစကန်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတက်စကန်ဟာထိုင်းနေဇက်နဲ့တမိုင်ခွဲခန့်တာဝေးတယ်လို့သိရပါတယ်။တက်မဟာခွနစ်ကဒီနေ့မှ၄ဝစကန်တစ်ခုလုံးကိုရှင်းလင်းသိမ့်ပိုက်လိုက်ပြီနော်လို့ကရင်စည်ရည်သတင်းအရေးမြစ်ကပြောပါတယ်။နေဇက်အနီးတိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနေဇက်တစ်လျှောက်လုံးကျုံရေးကိုတင်းကျပ်ထားတယ်လို့ထိုင်းမီဒီယာတချို့ကဖော်ပြပါတယ်။ တိုက်ပွဲတွေနဲ့စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြန်မာဘက်ချမ်းကကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင်ဒေသခံ215ဦးကိုထိုင်းဘက်ကိုထွက်ပြေးတင်းရှောင်လာကြတယ်လို့ခေါက်ဆက်သတင်းဌာနကဖော်ပြပါတယ်။ထိုင်းရဲ့တက်ပြည်နယ်မေရမတ်ခရိုင်ရဲ့နေဆက်နဲ့တမိုင်ခွဲဝင်းကျင်အကွာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ဧပြီလ19ရက်နေ့မှာဒေသခံပြည်သူ233ဦးခန့်ထိုင်းဘက်ကိုထပ်မံထွက်ပြေးခိုးလုံလာတယ်လို့ထိုင်းသတင်းဌာန The Nation ကရေးသားထားပါတယ်။ အဲ့ဒီစစ်ရှောင်ပြည်သူတွေဟာတောင်ရင်မြစ်ကိုဖျက်ပြီးထိုင်းဘက်ကိုရောက်ရှိခဲ့ပြီးနောက်ထိုင်းအာဏာပိုင်တွေကသူတို့ကိုမဲရမတ်ခရိုင်တွေကဖွင့်ပလာကောင်ဖုံးတော်ကြီးကျောင်းမှာဖွင့်လက်ထားတဲ့ခုံလုံရေးစခန်းစီကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။နေဆက်တစ်ဖက်ချင်းကတိုက်ပွဲတွေကြောင့်ထိုင်းနယ်ခြားဆောင်အရာရှိတွေဟာဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေရဲတွေနဲ့ပူးပေါင်းပြီးလုံခြုံရေးဖျက်ချက်ထားတယ်လို့စစ်ရှောင်တွေအတွက်လိုအပ်တဲ့လူသားချင်းစာနာမှုအကူအညီတွေလည်းပေးထားတယ်လို့ The Nation သတင်းမှာပါရှိပါတယ်။ နောက်ပြီးထိုင်းစစ်တပ်ကလည်းပြည်ပခတ်တွေထိုင်းပိုင်နက်စီကူးဆက်မလာဖို့နဲ့ဒေသခံတွေရဲ့လုံခြုံရေးအတွက်လှုံ့ထုံလုံနည်းတွေနဲ့အညီတပ်ဖွဲ့ဝင်တွေနဲ့စစ်လက်နက်တွေကိုနေဆက်မှာပုံမူဖြည့်တင်ပို့ဆောင်ထားတယ်လို့လည်းသိရှိရပါတယ်။မော်ဖာတူစကန်သိန်းတိုက်ပွဲနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူတွေစီ People Spring ကဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ match လအတွင်းကလည်းကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်တဲကထိုင်းနေဆက်အနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်စီတပ်စကန်တွေဖြစ်တဲ့ Pulutu Scan နဲ့ Kelle Day Scan တွေကို KNU တပ်မဟာခုနှစ်ကသိမ်းပိုက်ရယူထားပါတယ်။ လက်ရှိမှာဒေါနာတောင်အရှိတ်ချမ်းမြဝတီမြို့နယ်တဲမှာမော်ဖားသူစခန်းအပြင်မဲလာမော်ဖိုကီမော်ဖိုကီတာလီပြူဟာနော်တရာတောင်ထိတ်စခန်းစစ်ကောင်စီတပ်စခန်းတွေကြန့်ရှိနေသေးတယ်လို့သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြိုက်ထီယိုဖျားဘူး48ဦးအနက်စစ်ကောင်စီတောက်တိုင်6ဦးကိုဆက်ဖမ်းထားပြီးကြံသူများကိုပြန်လွှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များကကြိုက်ထီရိုဖျားဘူး48ဦးကိုဖမ်းဆီးခဲ့မှုမှာစစ်ကောင်စီတောက်တိုင်6ဦးမှအပကြံသူများအားလုံးကိုယမန်နေ့ကပြန်လွတ်ပေးလိုက်ပြီးဖြစ်ကြောင်းအမတ်နှစ်စစ်ဒေသခွဲအမတ်29စစ်ပြူဟာကယနေ့ဧပြီလ19ရက်နေ့မှာထုတ်ပြန်ပါတယ်ကျွန်တော်တို့ချက်ချင်းပြန်မလွတ်ဘူးဆိုတာကကျွန်တော်တို့လွတ်လိုက်လို့စစ်ကောင်စီက သူတို့ကားကိုတခုခုအန်ရီပြူပြီးကျွန်တော်တို့လုလိုက်တာပါဆိုပြီးတော့တရင်မထုတ်မှာကိုစိုးရင်နေပေါ့နော်ဒါမျိုးဖြစ်လာရင်ကျွန်တော်တို့အပေါ်ပြည်သူတွေကတို့လို့တို့လို့မြင်လာမှာကိုမလိုလားဘူးလို့အမတ်29စစ်ပြူဟာမှုကိုအိမ်မင်းထွန်းကပြောဆိုပါတယ်ပြီးခဲ့တဲ့ April 15ရက်နေ့မွန်လွယ်ပိုင်းမှာဘကိုးတိုင်းညောင်လေးပင်မှာကြိုက်ထီယိုဖျားဖို့လာသူများထဲမှာပြူစောထီများပါဝင်တယ်လို့တရင်ရတဲ့အတွက်ကြိုက်ထီယိုတောင်ကြီးကင်မွန်စကန်ကတက်ချောင်းမှာဖျားဖို့48ဦးကိုဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ် အဲ့ဒီနောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးညောင်လေးဘင်မှပြူစောတိခေါင်းဆောင်ဆိုသူကိုလိုင်မင်းကိုမဲကြီးကိုကျော်ကျော်ဦးကိုလိုင်မင်းသားဖြစ်သူလင်းမောင်ဦးအကြံဖတ်နေနေအဖွဲမှကိုသိန်းထင်းနဲ့ ကိုလိုင်မင်းရဲ့ဇနီးဖြစ်သူမယမင်းတို့ကိုဆက်လက်ဖမ်းဆီးစစ်ဆီးနေပြီးကြံသူများအားဧပြီလ18ရက်နေ့မှာလုံခြုံတဲ့နေရာအထိပြန်ပို့ကလွတ်ပေးလိုက်ပြီးပြောင်းကိုအေးမင်းထွန်းကပြောပါတယ်လက်ရှိဖမ်းဆီးထားသူများထဲမှာပြစ်မှုများစွာကိုကျူးလွန်ထားကြောင်းတွေ့ရှိရပြီးစုံစမ်းစစ်ဆေးမှုများကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရှိရပါတယ်အဲ့ဒီကိစ္စရပ်များကိုမကြခင်ပွင့်လင်းစွာချပြသွားမယ်လို့လည်းဆိုပါတယ်အဲ့ဒီနောက် မြင်းငလင်ကစစ်ပွဲချိန်ခွင်ရှာကိုပြောင်းလဲသွားနိုင်ပြီလို့ဆိုရဲစောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်မြန်မာဟာပြင်အား9.8ရှိတဲ့ငလင်ကြီးကြောင့်အပြက်စီးပုံကြီးချနစ်မြုပ်နေခဲ့ရမှဖြင်းညင်းလှစွာပုံမှန်အနေထားရောက်အောင်ရွေရှားနေပေမဲ့တဖက်မှာလည်းတော်လန်ရေးတဖွဲ့များကစစ်ကောင်စီကိုတဖြည်းဖြည်းတိုး၍ဝိုင်းပတ်လာနေပြီဖြစ်တယ်လို့အယ်ဂျာဇီရာသတင်းကတုံ့တက်ရေးသားထားပါတယ် ငလင်ကြီးရဲ့တက်ရောက်ခင်မှုဟာလာမယ့်နှစ်အတွင်းတော်လန်ရင်အပြက်ပြက်သားသားအဆုံးဖြတ်ပေးလာတော့မည်လည်းဖြစ်ပါတယ်စစ်တပ်ရဲ့ထောက်ပံ့ပေးနေရတဲ့အရင်းမြစ်များနင်းနေနဲ့ကြဲကြဲဝိုင်းနေရတဲ့လက္ခဏာအဖြစ်အထင်ရှားထွက်ပေါ်လာရသည်ကမကြမီကတော်လန်ရင်တစ်ဖက်မှတိမ့်ဆဲရမိခဲ့တဲ့ကြည်ကုံနဲ့အမြောက်ဆက်များပေါ်မှာရှိတဲ့ရေးထိုးထားတဲ့ထုတ်လုပ်တဲ့ခုနှစ်က2025ဖြစ်နေခြင်းပင်ဖြစ်ပါတယ်ဤဒီကိုကြည့်မိဆိုပါကစက်ယုံမှအလင်းမီအောင်ထုတ်ပေးနေရသည်မှာတိတာနေတယ်လို့ CDM ပုံမှုတင်လင်းအောင်ကထောက်ပြခဲ့ပါတယ် လက်နက်ဆက်ယုံများတီရှိရာနေရာများကိုလည်းတော်လန်ဤတပ်ဖွဲ့အသီးသီးရဲ့ပတ်ပေါင်းစုံမှဝိုင်းပတ်ထားခြင်းခံနေရပါတယ်။မြို့ပြများရှိရာတို့ကြုံတွင်းခံလာရနေတဲ့အတွက်စစ်တပ်က၎င်းတို့ရဲ့အရှုံးကိုတတ်တာလိုတတ်တာညာလီချောင်းမှမဲမဲမြင်ရာဘုံချေတိုက်ခိုက်ပြီးရွာများကိုလည်းမိရှို့ဖျက်ဆီးကုန်ကြပါတယ်။ငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်လက်ဘုံချေတိုက်ခိုက်နေပြန်၍စေရအတွက်အရက်သားစုစုပေါင်း84ဦးတိမ်ဆုံသွားရတယ်လို့ပြုစုထားတဲ့စည်ရင်းစရာများကဖော်ပြနေပါတယ်။ စစ်တပ်ဘက်ကငလင်ကိုအခွင့်ကောင်းယူနေပေမဲ့ဘေးသင့်ရဒေတာများမှရှိတဲ့ PDF တက်များကကေစရေးလုပ်ငန်းများအတိအကထလုတ်ပေးနေကြရပါတယ်။သို့သော PDF ကရခိုင်ကထက်တိုင်းရင်းသားတက်များနဲ့ပူပေါင်းဆောင်ရွက်မှုများအရှင်ကောင်းလာပြီဖြစ်တဲ့အတွက်တိုက်ပွဲများကလာမဲ့လအတွင်းပို၍ပြင်းထန်လာပွဲရှိနေတယ်လို့သတိ PDF တက်ရင်သုံးကပြောလာပါတယ်။စစ်တပ်ကငလင်ကြောင့်၎င်းတို့ရဲ့စစ်ရေးရည်မှန်းချက်များကိုအထူးကဲမခံဘဲစစ်သားများဟာကေစရေးလုပ်ရမယ့်အစား တက်စကန်များတွင်သာရှိနေတယ်လို့ဒေတာရင်းလုံခြုံရေးရာများလေ့လာဆန်းစစ်တဲ့သူတေတီအန်တိုနီဒေးဗစ်ကဆိုပါတယ်လက်ရှိမှာငလင်ဘေးမှာလွတ်ကင်းခဲ့တဲ့ရခိုင်ပြည်နယ်အနောက်ဘက်ခြမ်းဟာအရေးကြီးဆုံးစစ်မြေပြင်ဖြစ်လာနေပါတယ်အရကတတောစစ်တွေကြောက်ဖြူဒေတာများမှာစစ်ကောင်စီတပ်များနဲ့တိုက်ပွဲများဖြစ်ပွားလာနေပြီးမကွေးပကိုးနဲ့ AR တိုင်းဘက်ကိုထိုးပေါက်ဝင်ရောက်လာနေပြီဖြစ်ပါတယ် အင်အား၄000ခန့်ရှိတဲ့အော်ရခတက်တော်ဟာလက်ရှိပြည်တွင်းစစ်ကိုတနည်းမဟုတ်တနည်းပြောင်းလဲသွားအောင်တွန်းပို့နိုင်မဲ့အင်အားစုအဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်နိုင်စွမ်းရှိကြောင်းတက်တည်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။နိုင်ငံမြောက်ပိုင်းနဲ့အနောက်မြောက်ချမ်းမှာစစ်တပ်ကလည်းစုခွာပေးရတဲ့အနေအထားမှာရှိနေပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ PDF တပ်ပေါင်းစုဟာအင်းတော်မြို့ကို၈လအကြာဝိုင်းရံပိတ်ဆို့ထားခဲ့ရမှဧပြီလ9ရက်နေ့မှာ အပြည့်အပိုင်တင်းယူနိုင်ခဲ့ပါတယ်။ချင်းတော်လန်ရေးတပ်ဖွဲ့များကလည်းဖလန်းမြို့ကိုတင်ပိုက်နိုင်ခဲ့ပါတယ်။ စစ်တပ်ဟာငလင်ရဲ့နောက်ဆက်တွဲပြဿနာများနဲ့အာယုံများနေချိန်မှာနောက်ထပ်မြို့များတဖြည်းဖြည်းနဲ့လက်လွတ်ရဖို့ရှိနေတယ်လို့စစ်ရေးလေးလာတုံးသက်သူတို့ကဆိုပါတယ်။မြင်းငလင်ကြီးဟာစစ်တပ်ကိုပြက်ပြက်တတမထိုးနှံ့နိုင်သေးပေမဲ့လည်းစစ်ဘိုလ်ချုပ်ကြီးများရဲ့စိတ်တပ်ပိုင်းကိုတုံ့လုံခြောက်ချသွားအောင်လှုံ့ဆော်နိုင်စွမ်းရှိခဲ့ပါတယ်။ဗေဒီနက်ခတ်နဲ့အယူသဲမှုများနဲ့တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့စစ်ဘိုလ်ချုပ်များရဲ့တဘာဝတရားကြီးရဲ့ဒဏ်ခတ်မှုအဖြစ်အများစုကအဓိပ္ပာယ်ဖွင့်ဆိုနေကြပါတယ်။ ငလေဟံအုတ်ချုပ်သူမင်းမြရဲ့အမားများအတွက်နတ်ဖယားများကပဲမနေတာတော့ပဲအပြစ်ပေးလာရတယ်လို့ယူဆလာတယ်လို့လဲဘူမူးတင်လင်းအောင်ကဆိုပါတယ်ကြားရတဲ့သတင်းများအရဆိုရင်မင်းအွန်လိုင်းကိုတိုက်ရဲ့အပြစ်မဖို့ကြပေမဲ့လည်း၎င်းရဲ့ဥဆောင်မှုနဲ့လုပ်ရည်ကံရည်အပေါ်မေးခွန်းထုတ်လာကြပြီလို့လဲသိရတယ်လို့ပြောပါတယ်စစ်ကောင်စီဟာဝန်ထမ်းများအားပရိတ်တရားများကိုတနစ်လျင်ကိုးကောက်နှုံးဖြင့်ကိုးရတ္တိတိရုပ်ပတ်ပူဇော်ကြရန်ပင်ညွှန်ကြားလာခဲ့ပါတယ် မြင်းငလင်းအပေါ်စစ်တပ်ရဲ့တုံ့ပြန်မှုများကိုကြည့်၍အောက်ခြေအရာရှိအရာခံအကြက်တက်သားများအကြားနားမလည်နိုင်အောင်ဖြစ်လာပြီးစိတ်ရှုပ်ထွေးလာနေကြတယ်လို့ဆိုပါတယ်။၎င်းတို့ကောင်းဆောင်များကနိုင်ငံတကာအကူအညီများချက်ချင်းလိုလိုတောင်းခံအပြည့်ရဲ့ရေးကြေညာခဲ့ကြပေမဲ့လည်းတစ်ဖက်မှာတော့ဆက်လက်တိုက်ခိုက်နေကြ၍ဖြစ်ပါတယ်။အဲ့ဒီအတွက်လူများက၎င်းတို့အပေါ်မုံတီးတီထက်မုံတီးလာကြပြီး၎င်းတို့ကိုနိုင်ကလည်းဥတီကျပြောင်းနေကြပုံရတယ်လို့လည်းသုံးသက်ခဲ့ကြပါတယ် မင်းအောင်လိုင်ကအဲ့ဒီလိုအယူသက်ပြောဆိုနေမှုများကိုပယ်ချခဲ့ပေမဲ့လည်း၎င်းရဲ့အတွင်းလူများကအဲ့ဒီအရေးအပေါ်လေးနက်ထားလာကြ၍၎င်းအတွက်အန္တရာယ်မကင်းဖြစ်လာနေတယ်လို့နိုင်ငံတကာအကြက်တဲများလေ့လာရေးအဖွဲ့မြန်မာအရေးတာဝန်ခံ Rich Hose ကပြောကြားလာခဲ့ပါတယ်။အာနာသိမ့်သည့်အထိဖြစ်လာနိုင်ပွဲမရှိသေးပေမဲ့လည်းအတိတ်နမိတ်ဆိုးအဖြစ်လက်ခံထားကြပြီးဖြစ်၍၎င်းရဲ့အာနာဇက်တိုက်စားခံလာရပြီးပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုမှုများထွက်ပေါ်လာတော့မှဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ အားလုံးက၎င်းရဲ့အမိတ်များကိုလစ်လျူရှုလာပြီးမိမိတို့ချင်းချင်းသဘောတူညီကြသည့်များကိုသာလှုပ်လာကြတော့မှဖြစ်တယ်လို့ဆိုပါတယ်။တချို့ကငလင်ကြီးဟာ၎င်းတို့ရဲ့အုတ်ချုပ်ရေးပြိုလဲတော်မူဆိုတဲ့နမိတ်ပြလာခြင်းဖြစ်ပြီးအချိန်မီကာကွယ်နိုင်ရန်စစ်မြေပြင်မှာပြက်ပြက်တတအောင်ပွဲခံနိုင်မှဖြစ်တော်မယ်လို့ယူဆလာကြောင်းနိုင်ငံရေးလေးလာသူတို့ကထောက်ပြခဲ့ပါတယ်။အယူသဲမှုဟာစစ်တပ်ရဲ့စစ်မြေပြင်ဆုံးဖြတ်ချက်များချမှတ်ရမှာအထူးကနေရာမှာရှိနေခဲ့ပါတယ်။ လက်ရှိမှာမန္တလေးဟာအကြီးအကျယ်ပျက်စီးသွားတဲ့အတွက်မြို့ခံများနေရာရွှေ့ပြောင်းခံရပွဲရှိနေတယ်လို့လဲ Richard Hosey ကပြောပါတယ်။တဘာဝဘေးအန္တရာယ်ကြီးပေါ်စစ်တပ်ဘက်ကတုံ့ပြန်လာမှုများနဲ့ဆက်လက်၍တိုက်ခိုက်နေမှုများကိုကြည့်၍၎င်းတို့ရဲ့ဂုံတိတ်ခါဟာလူဒုအကြဒလဟောထိုးကျသွားခဲ့ရပါတယ်။ထို့အတွက်လည်းတိုင်းရင်သားလက်နက်ကင်များက၎င်းတို့နဲ့စိတ်ဆက်ဆွေးနွေးရမယ့်အရေးကိုလူလူလလရှိတော်မှာမဟုတ်ဟု Richard Hosey ကဆိုပါတယ်။၎င်းတို့ရဲ့လက်ရှိလို့ရများကိုကြည့်၍ရရှိလာတဲ့သဘောတူညီချက်များအားလည်း လိုက်နာကြမှာမဟုတ်လို့ယုံကြည်လာတော့ကြောင့်ဖြစ်ပါတယ်။မိတို့မြတရားဝင်မှုလည်းမရှိအရေးချင်းလည်းမရှိတဲ့အဖွဲ့ကလက်မှတ်ထိုးထားတဲ့စာရွက်ကိုမိသူကအယုံကြည်ရှိမိလေဟုမိကွန်းထုတ်ထားပါတယ်။မိမိအမြင်အရပြောရရင်လာရှိုးကိုမိသည့်နီးနှင်ပြန်ရသွားခဲ့သည်ဆိုသည်ကိုအလုံးအသိပင်ဖြစ်၍အရှက်အတော်အတန်မရှိသောလူများပင်၎င်းတို့ရဲ့အောင်ပွဲဟုဂုံယူဝင်ကြွားနိုင်ကြတော်မူမဟုတ်ပေ။ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်ပြည်ပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှစ်ဖြာရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။